GTV YouTube channel လေးကပြန်လဲကြိုးစိုးပါဗျာနော်နေပါလေပြောချင်လဲဆိုတော့နော်ကျွန်တော်မြန်မာနိုင်ငံကတော့ဗျာနွားချီရွယ်တွေကနော်နွားချီရွယ်တွေကဖားတငယ်တွေလိုပဲဖြစ်နေနော်ကိုရီးယားတော့အာရှင်းရှင်းနေရှာကြခွက်ကြနှက်ကြအခုအကုန်လုံးက policy တွေကပြောင်းနေ trade war ဖြစ်နေတရုတ်နဲ့အမေရိကန်အသေးအံအသေးအံဖြစ်လို့ကျွန်တော်တို့က jobsport တွေဖြစ်အကုန်ဒုက္ခများရောမယ်နော်အကုန်တက်ရောက်မှုတွေရှိနေပြီဒါမှကျွန်တော်တို့နိုင်ငံထဲမှာတော့ရှာကြနှက်ကြပြူကြအောင်နော် ောင်းပါတယ်နော်မစည်းလုံးရနိုင်အောင်နော်အကြတော့ပြောရတာကြီးလဲတကယ်ခင်ဗျားတို့အကိုဂျိုးအတ္တကြီးတအားကြီးလွန်းတယ်ဗျာနော်ကိုဂျိုးအတ္တကြီးကြီးပြီးတော့လုံတယ်ဘာမှခင်ဗျားတို့ဟိုလုံနိုင်တာကြီးလည်းမဟုတ်ဘူးနော်အကြတော့တချို့အရာကြီးခင်ဗျားတို့လက်သားကြီးနိုင်ငံကြီးရက်ကြပါတော့ရက်ကြပါတော့ပြောနေခင်ဗျားတို့နော်ကြောလက်သားကြီးနိုင်ငံကြီးမရရင်ဘာဖြစ်မလို့ဆိုကျွန်တော်နှစ်ပေါင်းရာကြီးကြလဲဘယ်လက်နက်ကင်မှာဘာရမှာမို့မျိုးပြက်မျိုးပြက်ကြီးတွေရွာပြက်ရွာကြီးပဲကြီးတွေကြီးပဲရမှာခင်ဗျားတို့ဟမ် ဟမ်လူတွေလည်းသေခြင်းပျက်စီးနေရများနေခင်ဗျားတို့ဟမ်ဘလဲသားကိုမြေကြီးကလည်းတဝါကြီးစားပြီးသွားပြီခင်ဗျားတို့ဟမ်မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အနော်ဒုက္ခဒုက္ခတွေအတွက်ခင်ဗျားတို့ရက်ပေးပါဆိုလည်းမရက်ပေးဘူးနော်အဲ့နိုင်ငံကြီးလှုပ်ရှားတဲ့ကောင်တွေကလည်းချမ်းသာတဲ့ကောင်တွေကတအားချမ်းသာသွားပြီးကြီးပွားတဲ့ကောင်တွေကကြမ်းကြီးပွားသွားပြီးဟမ်ဆက်ပြီးတော့ကြောင်းမချပါနဲ့တော့ခင်ဗျားတို့ရေဆက်ပြီးတော့မရဘူးခင်ဗျားတို့က အခုမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ဒုက္ခဒုက္ခအကုန်ငလင်နေပြီးရောရေးပင်းပြီးပဲစီအကုန်များစစ်ပြီးအကုန်လုံးအတွက်နော်မြန်မာနိုင်ငံသားတွေအတွက်ကြည်ရင်ကြည်နောက်ပြီးတော့နောက်လာနောက်သားတွေအတွက်ကြည်ခင်ဗျားတို့စစ်ပွဲတွေရက်ပေးပါရက်တင်တာတွေရက်လုံးတင်တဲ့အလုပ်တွေလုံးကြပါတော့ဆိုလဲခင်ဗျားတို့ကမလုပ်ဘူးနော်အခုအဘ trade war ကြီးကဖြစ်နေပြီကုန်သွယ်ရေးစစ်ပွဲကဖြစ်နေပြီဒါလည်းခင်ဗျားတို့မသိဘူး AC တရာရာပဲဟမ်ခင်ဗျားတို့ကအနိုင်ကျင့်လို့ကောင်းတော့ဟမ်အဲအကြောင့်မဟုတ်ပြောတာ လက်နက်ကင်ပြီးနိုင်ကျင်လို့ဗိုလ်ကြားလို့ရကြသေးဆိုကျွန်တော်တို့ကဘာလို့ကျွန်တော်တို့ရဲ့နာကားရဲ့မျိုးဆက်သစ်တွေကိုကျွန်တော်တို့ကဘာလို့ပညာရေးတင်ပြီးတော့မအောင်လက်နက်ကင်နီးပညာရေးပဲတင်ပြီးတော့မှာပေါ့ငါ professional ကြောက်အောင်ပဲကျွန်တော်တို့ကလုပ်ပြီးတော့မှာပေါ့ဘာလို့ပညာရေးတင်ပြီးနေတော့မှာဘာလို့အဲ့လိုလုပ်ကြီးဆိုရင်ဟမ်အခုဆိုလဲညာဘက်ပဲပြဘဲပဲပြအာလက်နက်ကင်ကြီးအာခမရတို့တက်ပေးတဲ့ဂျိုးတွေနဲ့ခမရတို့ပြန်ထိုးခံနေရည်လीဟာဒါလည်းခမရတို့မမြင်ကြသေးဘူးမမြင်ကြတဲ့ပြင်အခုကုံသွေးစစ်ပွဲအဖြစ်နေပြီဟွန်း ကျွန်တော်တို့ဒီမှာနော်ဒေါ်နယ်ထရန့်ကအေဘီလ9ရက်နေ့ကနော်2025ခုနှစ်မှာစတင်ရှာမှတ်လိုက်တဲ့အခွန်နှုံထားတွေထဲမှာအများစုကိုရက်ဆိုင်လိုက်ပြီးလို့သတင်းတွေရသိရတယ်။ဒါပေမဲ့တရုတ်ပေါ်ရှာမှတ်ထားတဲ့အခွန်တွေကိုတော့စက်ထိန်ထိန်ထားပြီးပုံမှန်မြင့်တက်သွားတယ်။အေဘီလ9ရက်နေ့မှာထရန့်ကကုန်သွယ်ဘက်နိုင်ငံ95 95နိုင်ငံအပေါ်ရှာမှတ်တဲ့အခွန်တွေကိုရက်60ကျရက်ဆိုင်မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကတော့အမေရိကန်ကုန်ပစ္စည်းတွေအပေါ်ကို 34ရာခိုင်နှုန်းကနေပြီးတော့84ရာခိုင်နှုန်းတိအခွန်တိုးမြင့်ချမှတ်ခဲ့တာကြောင့် Trump ကတရုတ်ပေါ်အခွန်နှုန်းက104ရာခိုင်နှုန်းကနေ125ရာခိုင်နှုန်းတိထပ်မံတိုးမြင့်ကောက်ခံလိုက်တယ်တဲ့။နော်ဒီလိုရဟဈေးကွက်အတွင်ဖိအားတွေများလာပြီးတော့ပုံပုံများပြလာတဲ့ S&P 900အညွန်ကိန်းဟာ AB လာ6ရက်နေ့မှာ17.6ရာခိုင်နှုန်းတိကျဆင်းသွားခဲ့တာကြောင့်ဖြစ်နိုင်ပါတယ်တဲ့။ဒါဈေးကွက်တကြီးမားတဲ့ အကြီးမားဆုံး၄ရက်သက်တိုက်သုံးချုံမှုဖြစ်ခဲ့ပြီးဒေါ်လာ8.5 trillion လောက်ကိုသုံးချုံခဲ့ပါတယ်တဲ့ဒီအခြေအနေကြောင့် Trump ဟာတရုတ်မှလွဲပြီးဂျန်တဲ့နိုင်ငံတွေပေါ်အခွန်တွေကိုရပ်ဆိုင်းရပ်ဆိုင်းခဲ့တာဖြစ်ပြီးဈေးကွက်အတွင်းဈေးကွက်ကလည်း AB လ9ရက်နောက်ပိုင်း S&P 900အညွန်ကိန်း9.5ရာခိုင်နှုန်းပြန်တက်လာခဲ့ပါတယ်တဲ့ ်နော်ဒါပေမဲ့အမေရိကန်ရဲ့အခြေခံ30ရာခိုင်နှုန်းအခွင့်ရာခိုင်နှုန်းကဆက်လက်ရှိနေမှာဖြစ်ပြီးကားတွေတမကားတွေတမနီအလူမီနီယံတွေပေါ့အခွင့်တွေကလည်းဆက်ချိနေပါတယ်ဒါကြောင့် Trump ကအခွင့်တွေကိုလုံးဝဖယ်ချလိုက်တာမဟုတ်ပဲတရုတ်မှလွဲပြီးကြံတဲ့နိုင်ငံတွေပေါ်ကိုယာယီရက်ဆိုင်ထားတာပဲဖြစ်ပါတယ် H not H media ပေါ်ကနေပို့တွေအရအချို့က ဒီလောက်ရက်ကထွန်းရဲမူဝါဒပါရင်မှုကိုပြန်လဲပြင်ဆင်မှုလို့မြင်ကြပြီးတချို့ကဈေးကွက်ဖိအားကြောင့်မပြုတ်မနေလောက်ရတာလို့ဝေဖန်နေကြတယ်။ဒါကြောင့်အနည်းရှုရမယ်ဆိုထရန့်ကတေးအောင်မှလွဲပြီးကျန်တဲ့နိုင်ငံတွေအပေါ်အခွန်ကိုရက်60ရက်ဆိုင်လိုက်ပြီးတရုတ်အပေါ်မှာတော့125ရက်ကောင်တို့တိုးမြင့်ရှာမှတ်လိုက်ပါတယ်။နော်တရုတ်နဲ့အမေရိကန် trade war တာကြီးမှာကိုကြီးမှာလည်းအကုန်လုံးသက်ဆိုင်ရသက်ဆိုင်ရတွေအကုန်လုံးနိုင်ငံတွေပေါ်တက်ရောက်တာပဲ။ နော်အဲ့ဒီအရာယူကျွန်တော်တို့ကတော့နွားရှိရွက်တွေကနေပြီးတော့ဘာမှမသိညာမသိနဲ့အဲတိုက်ကြပြူကြတတ်ကြဖြတ်ကြကောင်းပါတယ်နော်ကောင်းပါတယ်အကြောတော့ဒီမှာတစ်ချက်အဲ့ဒီအရာလေးတစ်ချက်နားထောင်လိုက် စစ်ပွဲတွေရက်ဖို့အချိန်တန်ပြီနော်မြမပြည်ရရှက်စရာတအားကောင်းနေပြီနော်စစ်ဖြစ်တဲ့အချိန်မဟုတ်ဘူးနော်ဒီအချိန်ဟာ trade war ဆိုရင်စစ်ပွဲရေးစစ်ပွဲလုပ်ပြီနော်ဟို Mr Trump တောင်မှ तू ဟာစစ်တွေအားပေးတာကိုရက်လိုက်ပြီ Ukraine ကိုလည်းခါရဲအားပေးတာကိုရက်လိုက်ပြီပြီးလို့ရှိရင်စစ်ပွဲရေး trade ပဲ trade war ပဲသွားပြီအဲ့တော့မြမပြည်ရလည်းတိုးတက်တာကိုရက်ပြီးတော့နောက်ကျောင်းပြန်နေတယ်နော်ပြည်တွင်းစစ်တွေဖြစ်နေတယ်အဲ့ဒါရက်ဖို့တင်ပြီရက်ဖို့ဆိုတာကလည်းဟိုပြည်ပ ကအနောက်ရှက်တည်ရက်အခုဆိုရင် USAID ကိုရက်လိုက်ပြီး Mr. Trump ကအဲ့လိုဆိုပြည်ပကသွေးထုတ်လုံဆော်တာတွေကိုရက်လိုက်ပြီးနော်အဲ့တော့ပြည်တွင်းကလူတွေရောပြည်ပဗမာတွေအားလုံးကစစ်အင်းငိမ့်ပါစေစစ်ကိုမလိုလားတော့ဆက်ဆုပ်တော့ အားမပေးတော့သူများအားလုံးဖြစ်ရမယ်အားလုံးကရှုံချရမယ်လက်နဲ့ကင်တာအတိတ်ပဲမဟုတ်ဘူးလက်ပဲပဲလုံးဝမရှိဘူးတိုင်းပြည်ကိုလုံးဝခါတဲ့ခါတဲ့သူများတွေခါတဲ့ချစ်တိုးနေတဲ့အချိန်မှာကိုကနောက်ဆုတ်တဲ့အပြင်ဟောဘိတ်ချီကိုကြံ့အောင်လှုပ်တာเนาะတိုင်းပြည်ကလူတွေကိုဒုက္ခရအောင်လှုပ်တာအဲ့တော့ပြည်ပကလူတွေလည်းအားမပေးသင့်ဘူးပြည်တွင်းကလူတွေလည်းအားမပေးမသင့်ဘူးဟာ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 သူတို့ကခါတဲ့ဟိုအနီတွေအစိမ်းနေဘာတွေနဲ့လုံနေပြီဟာဟာဟာဒီစစ်ကက်ကိုဖြုတ်ချရမယ်တဟာဟာလုံနေလို့အားပေး င်းနေလို့လည်းမဖြစ်ဘူးเนาะ PDF ဆိုတာလည်းကို ကိုကိုကိုကလေးတွေပဲဒီကလေးတွေကလည်းစစ်လက်နဲ့ကင်ဖို့မဟုတ်ဘူးပညာသင်ရမယ့်အရွယ်အလုံးလောက်ရမယ့်အရွယ်เนาะအဲ့တော့ဒီဒီစစ်တွေကြောင့်မလို့ဗမာပြည်ကဒီလောက်ဖြစ်နေအခုငလျင်နေလည်းဖြစ်နေတာအဲ့ဒါလုံးဝအားမပေးချပါနဲ့လို့ပြောချင်ပါတယ်เนาะဘယ်နည်းနဲ့ပဲငိမ့်ချမ်းလို့ရှိရင်ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ကိုလိုရာပန်းတိုင်ကိုခြိတက်နိုင်တယ်နံပါတ်1ငိမ့်ချမ်းဖို့အရေးကြီးတယ်နံပါတ် စစ်တွေကိုအားမပေးဖို့အရေးကြီးတယ်နံပါတ်1အားလုံးဟိုလက်နဲ့ချပြီးစပွဲဝိုင်းမှာထိုင်ဖို့အရေးကြီးတယ်เนาะနံပါတ်1 ပြည်ထောင်စုကြီးမပြုတ်ကွဲဖို့အရေးကြီးတယ်เนาะအဲအားကြောင့်မလို့အခုကျမနေနိုင်ငံတကာမှာဘာဖြစ်လို့ဗမာပြည်ကဘာလို့ဖြစ်နေလာလဲကျမစုံစမ်းလိုက်တော့နိုင်ငံတကာမှာဘယ်မှာဖြစ်ဖြစ်နေလဲဆိုတော့အမမအဓိကက Middle East မှာဖြစ်တာကြပါပဲ Middle East နဲ့ North Africa Africa မှာစစ်ဖြစ်တာတွေများတယ်အဲ့တော့ Israel နဲ့ Palestine တာတောင်မှ Gaza ကတမန် trap drama လုံးဝ Gaza ကိုငြိမ်းချမ်းအောင်လုပ်တော့မယ် Israel နဲ့ Palestine တို့เนาะဒီသူ Gaza ကကမ်း ထေကိုလည်းသူစစ်ဖြစ်တာကိုအာမပေးတော့ဘူးเนาะဒါကအမြဲဖြစ်နေတာပါလက်စတိုင်းနဲ့အစ္စရေးလเนาะ ။နောက် serious ဆစ်ဖြစ်နေတယ်။ serious မှာဆစ်ဖြစ်နေ serious သမရအဆတ်အဆတ်လည်းထွက်ပြေးသွားပြီ။အဲ့ဒါဆိုလို့ရှိရင်လေဟာရှုပ်နေတာပဲအခုတည်းဒီဆစ်ဖြစ်နေတယ်။ပြီးတော့နိုင်ငံတကာလာပြီးတော့ရှုပ်တော့ပိုဆိုးသွားတယ်။သူတို့အချင်းချင်းတောင်မဟုတ်ဘူး။နိုင်ငံတကာ foreign interventions complicating the situation နဲ့နိုင်ငံတကာကနိုင်ငံကြားကလာပြီးဆွဲပက်တဲ့တကြမှာ serious ပိုပြီးအခြေအနေဆိုးနေတယ်။နောက် Yemen တနာစီရန်ကောင်းနေ Yemen န်နာလေဒီသူသူဒါပေမဲ့ရေမန်နာ internationally recognized government ရှိတယ်နိုင်ငံတကာအတိမတ်ဖြူတဲ့အစိုးရအဲ့အတူ Houthi rebel ဆိုတာသဘုံနဲ့ Houthi အဲ့ဒါဆိုလို့ရှိရင်စစ်ဖြစ်နေတဲ့အတွက်ကြောင့် blue တွေအတော်တော်များများအစ်ပြေးဒုက္ခတွေဖြစ်နေကြတယ်နော်ရီမန်နာလူတွေဒါကဒါက Middle East နဲ့ North Africa မြောက် Africa နဲ့ Africa မြောက်ပိုင်းနဲ့နော်အရှိအလယ်ပိုင်းနောက်က Africa မှာဖြစ်တာအားကြားလာပြီဒါတွေက Sudan 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 ကလည်းအခု 2023 April လမှာ Sudanese နဲ့နောက်ပြီးတော့ paramilitary rapids ဒီ paramilitary ဆိုတာဟိုဟိုစစ်အရန်ပေါ့ပြည်သူစစ်နဲ့အဲ့ဒီ Sudan စစ်တပ်နဲ့အဲ့သူတို့အချင်းချင်းပေါ့ချနေကြတယ်အဲ့တော့လူတွေလည်းဒုက္ခရောက်ပြီးတန်းချီပြီးတော့ခါရဲဆူဒန်နားလေးနဲ့နေရာတွေပြောင်းပြီးလို့ရှိရင်ထွက်ပြေးနေရတဲ့အပြင်စစ်ကြောင့်ထွက်ပြေးဒုက္ခတွေဖြစ်နေတဲ့အပြင် famine ဆိုတာအစာငတ်ကြီးအစာငတ်ဘေးလဲ ဖြစ်နေတယ်เนาะအဲ့ဆူဒန်နောက်အီသီယိုးပီးယားကြာပါပြီအီသီယိုးပီးယားကလည်း ပြဿနာအများကြီးရှိတယ်ဟိုနေရာဒီနေရာဟာတဲ့ဟိုပို့ပြီးတယောက်နဲ့တယောက်အမုန်းနေပေါ့ဖြစ်နေစီတီယိုကဖြစ်တယ်နောက်တစ်ခါဟိုဆာဟာရီဂျင်ဆိုတာမာလီတို့နိုင်ဂျီးရီးယားတို့အဲ့မှာဂျီဟာဒစ်ဂျီဟာဇစ်ဆိုတာမွတ်စလင်အစွန်းရောက်တယ်ပေါ့ဂျီဟာတယ်အဲ့ဂျီဟာတင်းနဲ့မှာဖြစ်တယ်အဲ့စစ်ကလည်းဖြစ်နေတယ်အဲ့တော့ဒီဟာကတော့ဒီအာဖရိကနဲ့နော်ဟို Africa နဲ့ Middle East နော်မြောက် Africa မှာဖြစ်တဲ့စစ်တွေပေါ့နော်ကမ္ဘာပေါ်မှာဒီနေ့ဖြစ်နေတာအဲ့ဥရော ပမှာကျတော့ဥရောပတစ်ခုလုံးမှာယူကရိန်းပဲဖြစ်နေတယ်။အဲ့ဒါတည်းရုရှားနဲ့ကိုပြဿနာဖြစ်တာပေါ့နော်။ဥရောပနဲ့အဲ့ဒါကျတော့လေအခုဟိုတည်င်းကောင်းကတမဒထရမ်မှာယူကရိန်းကိုထပ်ပါနေကြက်လိုက်ပြပါတယ်။ဒိနီနဲ့မှာစစ်မဖြစ်အဖြစ်မခံဘူး။ အဲအမေရိကန်ထပ်ဖွဲ့နာရရင်လုံးဝကိုတေးချတယ်စစ်အင်းကြီးမှာတဝက်ကြော်ကြော်တေးချသွားပြီရာကုန်လုံးနေနေပါတေးချသွားပြီချက်ချင်းမငိမ့်ပေမဲ့လည်းဒီမီးဟိုမီးစာကိုခါတယ်မီးဟိုမီး မီးစာထိုးနေတယ်မီးတော့ကတော့လုံးဝဝုန်းဆိုပြီးတော့ပေါ့နော်ဟိုမီးစာလေးတွေတော့ကြံပေမဲ့လည်းဟိုအမေရိကရဲ့ခါတယ်ဘီလီယံပေါင်းချီတဲ့မီးစာကြီးကမရတော့ဘူးပေါ့နော်အာရှာ အရန်ရှက်စရာကောင်းတယ်ကျမတို့တွေ အာရှတတိုင်းလုံးမှာနိုင်ငံပေါင်းများစွာအာရှတတိုင်းလုံးမှာမြန်မာပြည်တစ်ခုပဲဖြစ်နေတယ်เนาะကျန်တဲ့ဟာတွေကတော့အခု trade war ဖြစ်ပြီးခါတဲ့ American နဲ့ခါတဲ့ခွန်နေသွင်းလာတာသူတို့ရဲ့စီးပွားရေး trade war trade war ကတော့အဓိပ္ပာယ်ရှိတယ်လူတတ်တဲ့ဟာကတော့အဓိပ္ပာယ်မရှိဘူးလူသေးတဲ့ဟာလက်နဲ့ကင်တာကတော့အဓိပ္ပာယ်ရှိမြန်မာပြည်တစ်ခုပဲပြည်တွင်းစင်ဖြစ်နေတယ်2021စစ်တပ်အာဏာသိမ်းပြီးကြရတယ်သိမ်းပြီးကြရတယ်ဖြစ်တယ်တဲ့အဲ့ဆာလို့ရှင် အခု तू ကဖြစ်တာကတဲ့ ethnic arm groups တဲ့နော်လက်ဟိုဟို ethnic ဆိုတာဟို တိုင်းရင်းသားလက်နက်ကင်ဒီများနဲ့ဖြစ်တာလို့ပြောတယ်ဘယ်သူကပတ်တဲ့င်းဟာဒီ NUG တို့ PDF တို့စကားကိုလုံးဝမပြောဘူးတိုင်းရင်သားလက်နဲ့ကိုင်းနဲ့ဖြစ်တာတဲ့ပြီးလို့ရှင်သူတို့ကသူတို့ရဲ့ဒေတာတွေကိုပေါ့နော် territorial gain သူတို့ဒေတာတွေကိုချဲ့ခြင်းနဲ့ပိုင်ခြင်းနဲ့တိုင်းရင်သားတွေอ่ะအဲ့တော့ဗမာပြည်ကပြည်တွင်းစစ်ဖြစ်တာဒီနေ့အခါမှာပြောတယ်เนาะ နိုင်ငံရေးနဲ့မဆိုင်ဘူးเนาะ NUG နဲ့လည်းမဆိုင်ဘူးစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကင်တွေကနေပြီးတော့နေရာပို့ပြီးတော့ယူခြင်းနဲ့သူတို့ဒေသမှာသူတို့အုပ်ဆိုးခြင်းနဲ့သူတို့ပဲစီးပွားရေးလှုပ်ခြင်းနဲ့အဲ့လိုမျိုးပေါ့အဓိကကတော့ဟိုဟိုစီးပွားရေးလှုပ်ခြင်းတာပါတိုင်းရင်းသားလက်နက်ကင်တွေကဟိုသူတို့ဟိုအဲ့အဲ့တော့အခုဆိုလို့ရှိရင် AA ရလဲနောက်ပြီးတော့သူတို့ကဟိုဒီလိုအချိန်မှာငလင်းကြီးဖြစ်တဲ့အချိန်မှာသူတို့ကအခွင့်ကောင်းယူပြီးတော့ဖို့ပြီးလှုပ်လာဆိုအမမတော့ဟို နိုင်ဖို့မဟုတ်ဘူးတိုင်းရင်းသားတွေဒါပေမဲ့ဒီပြည်မမှာသွေးကွဲတဲ့အခါကျတော့ဒီ PDF တွေဘာတွေပေါ်တော့သူတို့အခွင့်ယူပြီးတော့ PDF တွေနဲ့နောက်ပြီးတော့စီးပွားရေးအခွင့်အလမ်းလိုချင်တာများတယ်သူတို့ကရောက်တဲ့နေရာမှာကြောက်တူးမယ်ရောက်တဲ့နေရာမှာခါရဲရောင်းစားမယ်ဟိုတည်ဟိုနေဆက်ကတရုတ်တွေကလာပြီးတော့သူတို့စီမတယံဇာတာထုတ်ဖို့မယ်ကြောက်တူးမယ်ကြာတော့လေသူတို့မလုံနိုင်ထွက်ရပါပဲတိလားဒါပေမဲ့အေးအေးကကြာတော့လေဒီအချိန်မှာအခွင့်ကောင်းယူပြီးတော့ညောင် င်ကျိုးကိုတိတ်နိုင်ရောဘာလို့အခုကြတော့တရုတ်ကပြောလို့လာရှိုးကထွက်မယ်လို့ရေရှည်ဒီဒီဒေတာတခုကိုထိန်းချင်းထိန်းသိမ်းအုတ်ချုပ်ပြီးတော့ဒီအုတ်ချုပ်ရရန်တရားကိုတီထောင်ဖို့ဟာဆိုတာတိတ်မှ လွယ်တဲ့ကိစ္စမှမဟုတ်တာเนาะအဲ့ကြောင့်မလို့ဟိုအားလုံးဟိုဒီလိုဖြစ်နေတာတွေငလျင်ကြီးလည်းဖြစ်ပြီးကဘာပေါ်မှာလည်းအာရှတဒိုက်လုံးမှာဗမာပြည်တခုပဲပြည်တွင်းစင်းဖြစ်တယ်ဆိုတာ ကျမနောက်နေဆိုလို့ရှိရင်ဗမာပြည်ပါမရှိတော့ဘူးအာရှတတိုင်းလုံးကငြိမ်ချမ်းတယ်လို့ဖြစ်စေချင်တယ်ပြီးလို့ရှိရင်ဒီအမေရိကန်နဲ့တရုတ်ကြီးနဲ့အာဆီယံတို့အားလုံးကမ္ဘာအသီးသီးကနေပြီးတော့အမေရိကန်နဲ့ trade war trade war ဖြစ်တာကိုကိုကလည်းသွားပြီးတော့အမေရိကန်နဲ့ပေါ့နော်ဘယ်လိုစီစဉ်မလဲပေါ့နော်အဲ့လို trade war negotiation ပေါ့ the trade war မှာပဲပါဝင်စေချင်တယ် trade war မှာပဲပါစေဝင်စေချင်တယ်ဒီဟရင်းမှာစီးပွားရေးပဲပြိုင်ပြီးစီးပွားရေးကိုနိုင်ငံကိုဟို 哦。Oh, oh. အေးအေးဆေးဆေးဖြစ်မယ်လက်နဲ့ကင်နေငိမ့်မယ်ပြီးလို့ရှိရင်စီးပွားရေးတူထားမယ်နိုင်ငံခြားအရင်းနှီးမြှုပ်နှံမှုတွေလာမယ်เนาะတရုတ်ကလည်းရှိပြီးသားရုရှားလည်းရှိပြီးသားပြီးရင်အမေရိကန်ကလာမလားမလာရင်လည်းကိုဖွာကိုကိုတူကိုထအာဆီယံနဲ့ပဲဘယ်လိုလုပ်ကြမလဲတရုတ်တရုတ်ဖဲကျမတို့အနီးစပ်တာ trading ကတော့တရုတ်နဲ့ပဲလုပ်ရမှာပဲလောလောဆယ်เนาะအိန္ဒိယနဲ့လုပ်မလားဒီလိုမျိုးပေါ့เนาะဒီအာဆီယံနိုင်ငံချင်းချင်းဘင်းဆက်နိုင်ငံချင်းချင်းပေါ့စီးပွားရေးကိုဟိုလုံခြုံရေး เนาะဟိုပြီးလို့ရှင် communication tourism ဓာတ်ဒီကိုပဲပေါ့เนาะစောက်ချပြီးလှုပ်လိုက်မယ်ဆိုလို့ရှိရင်တိုင်းပြည်ငြိမ်ရင်တိုင်းပြည်ငြိမ်ရင်လှုပ်လို့ရတယ်တိုင်းပြည်မငြိမ်ရင်လှုပ်လို့မရဒါကြောင့်မို့မနိုင်တဲ့အစ်စ်ကြီးမှာတိုင်းရင်သားတွေလည်းကိုဖါကိုပဲအေးချမ်းချမ်းနဲ့လက်တွဲပြီးတော့ကိုဒေတာကိုလည်းကိုအခွင့်အရေးတွေကိုရအောင်သာတောင်းဆိုပြီးတော့လှုပ်ကြစေချင်တယ်ပေါ့เนาะဒါကတော့ကျမရဲ့ဟိုကျမနိုင်ငံအတွက်ပေါ့เนาะဟိုအာရှ အရှနိုင်ငံများကလည်းကြိုက်မှာမဟုတ်ဘူးအာဆီယံကလည်းကြိုက်မှာမဟုတ်ဘူးတရုတ်ကလည်းကြိုက်မှာမဟုတ်ဘူးရုရှားကလည်းမကြိုက်ဘူးဒီအာရှနိုင်ငံတွေကြားထဲမှာဒီဗမာပြည်ကဒီလိုဖြစ်နေတာကိုလည်းရှက်ဖို့ကောင်းတယ်เนาะအခုငလျင်ကြီးလည်းဖြစ်ပြီးအားလုံးက အေးအေးချမ်းချမ်းပဲတော့လက်နဲ့ကင်လန်းစင်ကိုစွန့်ဖို့ကောင်းတယ်လူတွေလည်းဒုက္ခရောက်တယ်ကိုတိုင်းပြည်ကိုလည်းပို့ပြီးတော့နှိမ့်မွန်းအောင်လှုပ်တာများတယ်ဒါကြောင့်မို့အစွဲလမ်းနေခါတဲ့ပြည်ပအနေနဲ့ပျော်မနေကြနဲ့မြောက်ပေးမနေကြနဲ့ပြည်တွင်းမှာလူတွေဒုက္ခရောက်တယ်အဲ့ဒါကိုပြပြတာပါရှင်ငိမ့်ချမ်းချပါစေကြတော့เนาะဒါအပြည့်စုံပဲเนาะကျွန်တော်ဖွင့်မေးတာမင်းတို့ဒက်တာเนาะကျွန်တော်ပြောပြီးတာ ကျွန်တော်ပြည်မနိုင်ငံပြည်တွင်းသက်ကရမ်းမရတော့မှာရမ်းမရတော့မှာဆိုတာမရတော့ဘာဖြစ်လို့ချပါတော့ဒါပဲကျွန်တော်တော့ရှင်းသုံးပြတော့ချကြနော်အလဲသားမြေကူးရလည်းတဝါးဤစားပြီးနော်အခုဆိုလို့ချင်းနောက်ဘက်ကလည်းရင်းရိုင်နေပြီနော်တော်တော်ရင်းရိုင်နေပြီနော်အကြတော့ခမတို့ဒီတရားလေးတွေရပါတော့ဆိုလည်းမရကြဘူးမရတဲ့ပြင်သက်သက်လှုပ်လှုပ်ကြနော်ရှင်နေရောကရှင်နေရောလှုပ်ကြဆက်ဆက်ပြီးသားလှုပ်ကြနော် ကျတော့ဘဘကပြန်လို့တော့လဲခံကြပါဗျာဒါပဲရှိတာပဲနော်ခမရောအတ္တကြီးအတ္တကြီးနေကြီးပဲဘာမှဟုတ်တာလည်းမဟုတ်နော်ခမရတို့ရခမရတို့လောက်အတ္တကြီးတာခမရတို့ကြီးပဲရှိတယ်နော်ကျတော့ထပ်ထပ်ပြီးတော့ကြီးနေမယ်ဆိုတော့ကြီးပေါ့နော်အတ္တကြီးဆက်ကြီးလိုက်ကြအောင်ခမရတို့နော်သူများကြီးကကုံသွဲကြီးစစ်ပွဲကြီး ဖန်တီးနေပြီးတော့ဖြစ်နေတဲ့အချိန်မှာကိုရီးယားကတော့ကိုနိုင်ငံကတော့ခြားခြားနှစ်ပေါင်း80လဲစောက်တီးတယ်မဟုတ်ဘူးနှစ်ပေါင်းတရာလဲစောက်တီးတယ်မဟုတ်ဘူးမဝင်ဖြတ်ကြတာပဲရှိရနော်